ကဲကျွန်တော်ကြည့်ရတဲ့စူပါလေရှုံသွားပါပြီစူပါလေရဲ့ဝမ်းမာထူးဘူးသမျှပွဲတွေထဲမှာဒီပွဲကအနိုင်ဆုံးပဲအညံ့ဆုံးပဲဘလို့မကိုတော့နာဘီကိုကက်မရတာပါခွာချူတော့လက်သီးတွေကြည့်တယ်ကက်ပြန်တော့လေဒူးတွေကဝင်လာတယ်ဘလို့မကိုလုံမရတာပါနော်အလေးထိုးခံရဖို့နည်းနည်းလေးပဲလိုတာပါနော်ဒါစူပါလေဆိုရင်ကွဲပြေးနေရပဲကျွန်တော်တကယ်ကိုစိတ်မကောင်းဘူးဒီလိုမျိုးလုံးဝဖြစ်လာလိမ့်မယ်လို့လေကျွန်တော်ပရိသတ်တွေအနေနဲ့မျောလင်းမထားဘူးဒါမဲ့ ရိုင်းမဲဖိုင်တာဖြစ်တဲ့အရက်ချုပ်ပေလေးလမရှိတဲ့နာဘီကိုချီချူရမှာကချီချူရမှာပြီနော်ဒရူဒီကနေ့စူပါလေးရဲ့ဖြစ်သွားတဲ့ပုံစံက Family Solomon ရဲ့ပွဲထက်ကတော့အတော်လေးကိုစူးနေတာပဲဖြစ်ပါတယ်နာဘီကဒီဘန်တန်ဝိတ်တန်းမှာလာထူးရတော့မှမဟုတ်ဘူးဗျနော်သူအနေနဲ့တခြားသောဝိတ်တန်းမှာပဲထူးရတော့မှ ဖြစ်တယ်သူ့ရဲ့ရက်ကွာဟမှုကဘဲဖိုင်တာမှာနော်ဘဲနီးစနစ်မှာအပြေရှာမရဖြစ်နေတာလေးဖြစ်ပါတယ်နော်စူပါလေးနဲ့နာဘီကအရင်ကတည်းကထူးခဲ့ဘူးတယ် ဲတော့ကနာဘီကဘာကောင်းမှမဟုတ်သေးဘူးဝါမပထမအဆုံးပွဲဥထက်ထိုးတာအခုကနာဘီကတခြားသူတယောက်ဖြစ်နေပြီတကယ်ကိုမှ now the sing ကိုတက်နေပြီလို့တော့ကျွန်တော်တို့ next level ရောက်နေပြီလို့တော့ပြောလို့ရတယ် super let လို့ champion ကြီးကတော့ဘာမှကိုလုတ်မပြနိုင်ခဲ့တာကျွန်တော်အနေနဲ့တွေးရတယ်နော်အလေးထိုးခံရဖို့နည်းနည်းလေးပဲလိုတာပါနော်ဆိုတော့ဒီကနေ့ချိရတာကတော့ကြောက်ခမလီလီပဲတကယ်ကိုကောင်းတဲ့ပွဲဖြစ်သွားခဲ့တယ်ကျွန်တော်စိတ်မကောင်းတာကကျွန်တော်ဒါ personal ကပြောတာပါကျွန်တော်က super let ကိုကြိုက်ပါတယ် အခုလိုမျိုးကိုအားပေးတဲ့ fighter ရှုံးသွားတော့တကယ်ကိုလည်းစိတ်မကောင်းဖြစ်မိတယ်။ဘာဖြစ်ဖြစ်ပြိုင်ပွဲဖြစ်တဲ့နာဘီကောင်းတာကတော့လုံးဝလုံးဝချီချူရမှာပဲ။နာဘီဟာ तू ပြောခဲ့တဲ့စကား तू တီခဲ့တာဖြစ်တယ်။အရင်နာဘီမဟုတ်တော့ဘူး။ဒီပွဲမှာ super league ကိုကလေးစားချိန်မေနိုင်တာကလွဲလို့ဘာမှမရှိစေရဘူးဆိုတဲ့အတိုင်း तू ကိုယ်တိုင်ကလုတ်ပြသွားတာဖြစ်တဲ့အတွက် congratulation ပါနာဘီရေ။